အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောဒီလေးဒီနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပြီးလိုက်ပါတယ်ဗောနော်အဲ့တော့ကျွန်တော်ဒါဒီနေ့မှာတော့ဒါမြန်မာဦးကြောင်းမြန်မာဦးကြောင်းပေါ့မြန်မာကြီးဦးကောင်းအကြောင်းနည်းနည်းလေးပြောရဖို့ရှိတယ်။အဲ့တော့မြန်မာကြီးဦးကောင်းကတခြားတော့မဟုတ်ဘူးဒါကျွန်တော်နည်းနည်းလေးဒါဆွေးနွေးရမယ့်အချက်တစ်ခုဗောနော်အဲ့တော့ဒီဒီဗီဒီယိုအရင်ကြီးရှင်မာတော့မဟုတ်တော့ကျွန်တော်ထုတ်ဝင်တိုင်း9မိနစ်ပတ်ချာလဲဝင်းကြဗီဒီယိုတစ်ပုဒ်ပဲဖြစ်မှာပါအဲ့တော့ ီဗီဒီယိုကတော့ကျွန်တော်ရှိမှဒါကြတော့မြန်မာပြည်ဥကောင်းအနေနဲ့ခုလက်ရှိမှာဒါ Manchester United အသင်းကိုပြန်အမ်းဖို့အတွက်တီချာလောက်ရှိနေရှိသွားခဲ့ပြီအဲ့တော့လက်ရှိမှာ Chelsea အသင်းကတော့ရှင်းပါတယ်သူတို့အနေနဲ့ခုလက်ရှိဒါကျေရင်ဆာကျွဲလောက်ကလာစားများလို့နဲ့တကြောင်မူတာသူတို့နေနဲ့စာချုပ်ဖြတ်သိမ်းခြင်း၅တန်းကိုသာပေးချေလိုက်ပြီးတော့သူတို့နေနဲ့ United အသင်းကိုပြန်လွတ်ဖို့အတွက်လက်ရှိမှာတေချာလောက်နင်းနီဖြစ်သွားခဲ့ပြီဖြစ်ပါတယ်အဲ့တော့ United ကတော့ကျေရင်ဆန်ချိုကိုသူ့ရဲ့အသင်းကိုဒါမိခင်တော့ သူတို့ရဲ့အသင်းကိုဒါကျွန်တော်ပြန်လည်ပြီးလက်ခံအပ်ဖို့တည်းတည်ကြတော့အဲ့တော့ United ကတော့ဒါကျွန်တော်တို့အဖြေကရှက်ရှက်နေပါအခုချိန်ခဲ့တာဂျေရင်ဆန်ချိုမရောက်သေးပေမဲ့ဂျေရင်ဆန်ချိုကိုရောင်းဖို့အတွက်အခုချိန်ခဲ့တဲ့စာတီးမီစီဇန်နေပြီဖြစ်တယ်ဂျေရင်ဆန်ချိုကလည်း Manchester United အသင်းကိုမပြန်ချင်ဘူးအဲ့တော့အသင်းကိုမပြန်ချင်တဲ့ကောင်နဲ့အသင်းကမလူချင်တဲ့ကောင်နဲ့ quality တော့တွားကြတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်အဲ့တော့တော်တော်လေးကတော့ complicated ဖြစ်တဲ့ matter process တစ်ခုပဲပေါ့နော်အဲ့တော့မြည်သွင်းစိုးစေကမူအခုလက်ရှိအခြေအနေတွေရတာကျွန်တော်ဂျေရင်ဆန်ချိုကဘယ်အသင်းကိုပြောင်းမလဲ ဆန်ချိုဒီသာပြဿနာတွေတခုခုတက်ပြီဆိုရင်ကျွန်တော်အမေအိမ်ကိုလွမ်းနေဆောက်ခြင်းအနေနဲ့တခုလက်ရှိမှာဘရူရှာဒေါ်မွန်ကိုပြောင်းပေးဖို့အတွက်သူ့ရဲ့အေဂျင့်ကိုတောင်းဆိုထားတယ်လို့ကြားသိရတယ်မှာပါတယ်အဲ့တော့ဒီနေရာမှာဒါရုပ်ရည်ကြည့်မယ်ဆိုတော့အော်မိုက်တာပေါ့နော်မစိုးဘူးပေါ့နော်အဆင်ပြေတာပေါ့နော်ဒါ United ပြည်သက်ရင်ကျွန်တော်ဒီကောင်ဒေါ်မွန်ပြောင်းမယ်ပေါ့ဒါငါတို့တော့လည်းမစိုးဘူးသူတို့လည်းမစိုးအဲ့တော့ဒီနေရာမှာဒါထဲ့ထဲ့ကြီးပြောဖို့မလိုတော့မှ Chelsea ပဲ Chelsea ကရှင်းတယ်အခုလက်ရှိလာမယ့်နေရာဒီရောက်အောင်လဲငါးတန်းရော့အင်းဆို United ကိုပေးချလိုက်မယ် United ကိုပေးပြီး United ကဒါကျွန်တော်တို့ငါးတန်းလက်ခံပြီးတော့ Jadon Sancho ကိုပြန်ခေါ်မယ်ပေါ့နော်အဲ့တော့ တလားလောက်ခ1.5 million လောက်ပေးနေရကစားသမားအသင်းစီပြင်ရောက်လာမယ်အသင်းစီပြင်ရောက်လာမယ်ချိန်မှာဒါကျွန်တော်ကဘယ်လိုပဲဒါ3လ3လလောက်ဒီကစားသမားအသင်းမှာရှိနေယုံနေတင်ဒါကျွန်တော်အဓိကပြဿနာက5 million ဖြစ်သွားမှာပေါ့နော်1.5 million သုံးတဲ့မြောက်ရင်4.5 million ဖြစ်တယ်အဲ့တော့ခုနကဘယ်လိုပဲဂျင်းနီဆန်ရှူရဲ့3လလောက်ခလာစားက Chelsea ပေးတယ်ဒါကျွန်တော်တို့အဲစာရုပ်ဖြတ်သိမ်းကြီးတတ်တာပဲရှိတယ်ဆိုတော့ကျွန်တော်တို့သိဖို့လိုလိမ့်တယ်မှာပါတယ်အဓိကအဲ့ဒါပဲအဲ့တော့ ပြောရမယ့်အချက်ကတော့ဒီလောက်ပဲအဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ Jaden Sancho ကတော့သူတို့သူလဲ United မှာမနေဘူး United မှာသူမနေနိုင်ဘူးလို့သူကသူဆိုထားတယ်ဒါပေမဲ့ကျွန်တော်တို့သူက Borussia Dortmund ကိုပြောင်းမယ်ရုပ်တရက်ကြည့်မယ်ဟုတ်လားဘာလို့မလဲအော်ဆောင်းဝမ်းမိုက်တဲ့ love story တကူပေါ့နော်သူအနေနဲ့ဒါ midway မှာမနေနိုင်လို့ဒါကျွန်တော်တို့မိဘရင်ပြည့်မယ်ဆိုတော့အမှန်တိုင်းပြောမယ်ဆိုတာသူကိုယ်တိုင်ကဒါကြီးကို midway ရင်ပြင်အောင်လုပ်သွားတာလေဒီလား United ကျွန်တော် ပြောချင်တာဒီနေရာမှာဒါအသေးရတာပြောချင်တာတကူ United က Jaden Sancho ဘယ်တော့ကမှဆိုးဆိုးရွားရွားထွက်လုခဲ့တဲ့တသက်သက်မဟုတ်ဘူးပြိတ္တတွေကအစ Jaden Sancho အာဟုတ်တယ်ဒီကောင် စိတ်တရရတာ depression ဝင်နေတာမြန်မာနိုင်ငံလို depression ကိုနားမလည်တဲ့ဒါကျွန်တော်တို့ဒါစိတ်ကြရောကောင်းတိကျနားမလည်တဲ့နိုင်ငံတော်မှာဂျင်းင်းဆန်ရှင်နဲ့ပတ်သက်ပြီးအားတကောင်စိတ်ကြနေတာကိုနားလေပြီးခဲ့တဲ့အထီးကိုလက်ခံတဲတဲ့ fan base တခုကဆောက်ရမ်းယွံပွားလောင်ဖြစ်တယ်ဆိုတော့ခမတော်ပေါ်လိုက်ဒါခုနကကျွန်တော်အဲ့ဒါကြီးကိုဒီဒီမပြောတော့ဘူးကျွန်တော်ကပရိသတ်ဘေးပရိသတ်တယောက်နဲ့ဆန်ချိုကျွန်တော်တို့မှတော်တော်လေး intention ဖြစ်တယ်လို့ဆိုလို့ရမယ်တယ်မှာပါတယ်အဲ့ဒါလောက်ကြီးကျွန်တော်ပြောချင်တယ်ဒါပါ လက်ရှိအခြေအနေဒီအရာဆိုရင်တော့ဆန်ချိုကိုဗိုလ်ရှာဒေါ်မွန်ကနေပြီးတော့ခေါ်ဖို့အတွက်တော့ကျွန်တော်စဉ်းစားရတယ်ဒါပေမဲ့ပြဿနာကသူ့ရဲ့လောက်ခလာစားပဲအဲ့တော့ဆန်ချိုနေနဲ့ဗိုလ်ရှာဒေါ်မွန်ကိုပြောင်းမှတေးကြတယ်ဆိုအခုလက်ရှိသူရတယ်လောက်ခလာစားရဲ့၃ပုံ၃ပုံလောက်ထိကိုရှော့ယူရဖို့အတွက်ပြင်ဆင်သွားတယ်ဒါတောင်မှ၃ပုံ၃ပုံဆိုရင်တောင်မှဗိုလ်ရှာဒေါ်မွန်ကသူကလောက်ခလာစားအများဆုံးတော့ကစားသမားရဲ့တယောက်ဖြစ်သွားမှာပြောမယ်ဆိုလက်ရှိမှာတပတ်လောက်ခ၃သိန်းဒါကျွန်တော်တို့ပေါင်နဲ့တော့မယ်ဆိုရင်ဒါဆိုယူရိုနဲ့တော့မယ်ဆို၄သိန်းသာကတ်တယ်၃သိန်း၈သိန်း၃သိန်းကျွဲလောက်နည်းနည်းရှိတယ်အဲ့ဒီပတ်စံကို အဖြေကရှင်းရှင်းလင်းပြောရမယ်ဆိုရင်ဒါဘိုရီရှာဒေါ်မွန်ကလုံးဝမပေးနိုင်ဘူးအဲ့တော့ခုနလက်ရှိမှာလာမင်း၅စီလာမယ်ဆိုတော့တပတ်လောက်ကယူရိုတသိန်း၃သိန်း၃000ကြားရမယ်နေနိုင်နေမနေနိုင်မနေခုနဘုသုံးဘုံတဘုံလောက်ပဲရဖို့နေထားမှာရှိတယ်အဲ့တော့ဂျီရင်စန်ဂျိုနေနဲ့လာတာသုံးဘုံတဘုံရမယ်နေထားလို့သူသွားမှာအဲ့တော့တချို့ကဟာဒီကောင် sorry ကဒီလို sorry ကိုမျိုးနဲ့ဘယ်ကောင်က sorry ကခေါ်မလဲ လက်ရှိမှာဒါကတော့ဘယ်လိုပဲဟို attitude မျိုးစုံဒါလက်ခံထားတယ်ဒါကျွန်တော်တို့အနေအားတွေတောင်သူလက်မခံတာအခုလက်ရှိမှာ Borussia Dortmund ပြန်မယ် Borussia Dortmund ပြန်မယ်ဆိုပြီးအလုပ်နေမှာတော့ပြန်ဒါ Borussia Dortmund ရောက်ပြီဆိုရင်ခုနကပေါ့တပတ်လောက်ခလာဆိုတာ7000နဲ့တသိန်း3000ကြာပဲရမယ်ပေါင်နဲ့တော်မယ်ဆိုတော့ဒါပေါင်7000လောက်ဒီနေ့ပဲရတော့အဲ့တော့ပြောတဲ့ရက်ကမှပြန်ကျင်နေတယ်ဆိုရင်တော့ BM ပေါ့ဗျာဟုတ်တယ်မလား United ပြည်သက်နေတဲ့ဒါကတော့လက်ရှိမှာသဘောကျနေတယ်လက်လက်လက်ခံနေဒါပေမဲ့ United ဘက်ကဒါလက်ရှိမှာစာချုပ်တန်တနစ်ကြံသေးတယ်တော့ဒီနေ့မှာစာချုပ်အပြောင်းရွှေ့ကြီးလို့လို့ဆိုတော့အဲ့တော့ ကောလာဟာလာရဲ့ယူနိုက်တက်အသင်းကဆန်ချိုကိုအသင်းကနေခေါ်ထုတ်သွားမယ်ဆိုရင် ပြောင်းရွှေ့ကြီးပြီးစရာမလိုဘဲနဲ့တကယ်ကိုအလွတ်ပုံစံမျိုးနဲ့လက်ခံသွားမယ်အထီကိုနားလည်ပြီးသွားမယ်လို့ကြားသိရတဲ့မှာပါတယ်လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလို့စပေါအောင်ကုညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလေး Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတွေအလင်းလေးတွေကိုထည့်ပေးထားကြကြောင့်မဲ့ဆိုကုညီပြလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like နဲ့ subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလေး Youth Sport Media 3.0ဆိုတဲ့ ဒီ void link လေးတွေကိုထည့်ပေးထားကြကြောင့်များစွာကိုကြည့်ပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပဲကျွန်တော်အားပေးလို့ရပါတယ်မြန်မာတဲ့ clip ဖို့မမေ့ကြပါနဲ့ဗျမြန်မာ clip မှာမြန်မာနိုင်မှာဖြစ်ပါတယ်အားလုံးမကြည့်တူမှာရေကျွန်တော်တော့ကုန်ပြီပါဗျဒီပါဗျ